you should နှစ်ထောင်ပြည့်နှစ်နောက်ပိုင်းဤပညာတွေတိုးတက်လာမှုနဲ့တူကွန်ပျူတာတွေပေါ်ပေါက်လာတဲ့အခါမှာလက်နက်ဆက်တွေနဲ့လုတ်ကင်တဲ့သမယုကျ notary လုပ်ငန်းဟာလည်းအပြောင်းအလဲတစ်ခုဖြစ်လာပါတယ်။ကွန်ပျူတာရဲ့ဗက်ဆုံ အားသာမှုတွေကြောင့်လူတွေဟာလက်နက်ဆက်ကြီးတွေကိုကြောခိုင်းခဲ့ကြပြီးမြေရန်ကုန်မြို့ပေါ်မှာတော့လက်နက်ဆက်အိုကြီးတွေနဲ့ notary လုပ်ငန်းကလုံးဝတိမ်ကောသွားတာမျိုးတော့မဟုတ်ပါဘူး။ဒါတော့ခစ်တော့နောက်ကျသွားတာပေါ့ကွာဒါပေမဲ့လည်းအခုကိုကိုနိုင်ငံနဲ့ ။ဟိုကနဲ့ဆိုရင်တော့သူကသူကလေပတ်နှောင်းကလေပတ်နေတာပဲ။ဟလာဟိုတိုးဆိုဆိုလို့ရှိရင်ရုံးထာလာလို့ကဟိုကလည်းဆက်လုပ်ငန်းနဲ့လည်းဆက်နေပဲသွားနေရတဲ့အဆင်ရှိနေတယ်။ဟုတ်ကဲ့။ဟိုနေလက်ရှိကတော့ဒီဟာတော့ပြည့်ပယ်လို့မရဘူး။အနည်း20နီးပါး notary လုပ်ငန်းလုပ်ကင်လာတဲ့မသက်ကတော့သူလုပ်ငန်းစလုပ်တဲ့အချိန်ကစလို့ကားပါမစ်တွေအတွက်တနေ့ကိုအဆောင်300ရိုက်ပေးခဲ့ရပါတယ်။ ပဲအမဆက်ကအမလက်ထက်မှာပဲအနှစ်စိတ်လောက်ရှိပြီ20စိတ်လောက်နဲ့20စိတ်လောက်ရှိပြီအမကအဲဦးကြီးတယောက်ချီကနေဝင်လိုက်တာလေ second ပေါ့နော်ပြန်ဝင်လိုက်တာကိုယ့်လက်ထက်မှာပဲကိုကတော့တနည်းကိုနှစ်ခါလောက်အမတို့စီးပေးနေရပေါ့အဲ့လိုမျိုးဟိုအခုလာမဲ့ဆွေးရမှာတော့ဘာပြောင်းလဲမလဲတော့မတို့လည်းမသိဘူးပေါ့နော်လွန်ခဲ့တဲ့ငါးနှစ်တက်တန်းကတော့အဲ့ကားတွေကိုဟိုတမနာရက်သွင်းပေးလိုက်တဲ့အခါကျတော့အမတို့ဒီလုပ်ငန်းလေးတွေပေါ့နော်နည်းနည်းလေးတော့ပြင်လဲလာတယ်ပေါ့နော်အဲ့လိုမျိုးဒါလေးတွေရိုက်ရတယ်လေဒီများလေးရိုက်ရတယ်လေ အလုံးစုံပေါ့ကားတွေပြင်းလာဒါနဲ့ရိုက်မှလည်းသူကအဆင်ပြေမှလေဒီဟာတွေကစရားွက်တွေဖြစ်တဲ့အတွက်ကြောင့်မမတို့ကဒါတွေတနည်းကိုမတို့ရိုက်ရတယ်အဆောင်ကုန်းလေးရလောက်ကြောင်းရတယ်လက်နေဆက်နဲ့ပတ်သက်လာရင်ကနအူးစထုတ်ခဲ့တဲ့ဂျာမနီတို့လို နိုင်ငံသားတွေဒီကိုရောက်လာခဲ့ရင်အထူးဆန်းဖြစ်နေလေးလာသွားတတ်ကြတာမို့ရှေးဟောင်းပစ္စည်းကို ထိမ့်သိမ်းထားတဲ့သဘောပဲရှိတော့တယ်လို့ဆိုပါတယ်ဒီလက်နေဆက်လူလာကတော့ဟိုလူပြောမဲ့ဟောတော်တော်တင်ကောတော့ဘာလို့လဲဆိုရင်အခု တို့နိုင်ငံတကယ်ထုတ်တဲ့ဂျာမနီလိုပေါ်ထုတ်တဲ့နိုင်ငံတွေရတော့မှဒီလက်နေဆက်ကိုတို့တော့မှပြန်နေမမြင်ဘူးတော့အခုချိန်မှာကိုလိုရှိစီလာနေလို့ရှိရင်အထူးစံပြင်းနေဒီရတော့မှဆိုတော့ကကိုလိုကတော့ရှီကောင်းပစ္စည်းကိုထိန်းသိမ်းထားတဲ့သဘောတခုအလုတ်ဘလောက်ပဲပါပါကွန်ပျူတာတွေဘလောက်ပဲသုံးများလာပေမဲ့အစွဲကြီးတတ်တဲ့မြန်မာပြည်မှာတော့ notary လက်နေဆက်လုပ်ငန်းတွေဟာသူနီးသူဟန်နဲ့အသုံးဝင်တဲ့ချက်တွေလည်းရှိနေတာကြောင့် နောက်နှစ်အတော်ကြာတဲ့အထိရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာတွေ့နေရအောင်ပါ။